ရှိဥစွာဘုရားရှင်ရဲ့နာမတော်ဂုံကျေးဇူးတော်ချီးမွမ်းပါတယ်။ဒီကနေ့မနေ့မှကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ရေးရမှာပြင်ဆင်စရာစင်ကြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်တပိုက်ကိုဖတ်ကြားလိုပါတယ်။34ခုမြောက်သောစာလအပိုက်ငယ်ရှစ်မှာဖြစ်ပါတယ်။ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့ကိုယ်တော်ကိုခလုံးတော်သူသည်မင်္ဂလာရှိ၏။ဖတ်တော်နှုတ်ကပတ်တော်အားဖြင့် အရောက်စီတိုင်းဘုရားသခင်အတိတ်တပံတွင်တွင်ဖွင့်ပြကောင်းချီးရှိပါစေ။သာဝရဘုရားသည်ကောင်းမြတ်တော်မူ၏တဲ့။ရှင်းလန်းစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့ခေတ်ကာလအခြေအနေတွေပတ်ဝန်းကျင်တွေကကောင်းချီးမှ ကောင်းပါပါ။တိုးတော်လည်းဒီနေ့သာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်းပြီးမှသိမှတ်တော်အတ္တတာဖြစ်ပေါ်ရန်အတွက်ဒီကနေ့မနေ့မှာ ပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော် ဖြစ်ခွန်အားပေးခြင်းဖြစ်ပါတယ်။ချစ်လက်စွာသောညီကိုမောင်နှမများတို့ဒီလိုဆုံးယုံနေတဲ့ခေတ်ကာလကြီးထဲမှာဒီနေ့တည့်ရက်အသက်တာထဲမှာဖခင်ကောင်းမြတ်ခြင်းကိုခံစားရရှိဖို့ရန်အတွက်ဒီနေ့ဖခင်စကားပြောနေခြင်းဖြစ်တယ်။တို့တို့ကြောင့်ဒီနေ့နှုတ်ကပတ်တော်ကညီဆန်းကြည့်ပါလား။ဒီနေ့ချစ်လက်စွာသောညီကိုမောင်နှမများတည့်ရက်ဘဝအသက်တာထဲမှာဘလို့အခက်ခဲတွေဘလို့ပြဿနာတွေဘလို့အခြေအနေဇိုးတွေပဲရှိနေပါစေဒီနေ့ဖခင်သခင်က ူစကားပြောနေတယ်တင့်ကိုညီဆန်းကြည့်ပါလားထာဝရဘုရားကောင်းမြတ်တော်မူသည့်အကြောင်းကိုတင့်ရဲ့ဘဝအတ္တမှာခံစားဖို့ရန်အတွက်ဓမ္မမိတ်ဆွေညီကိုမောင်တို့ဒီကနေ့ဘုရားသခင်ကိုညီဆန်းကြည့်ဖို့အထူးခွန်အားပေးခြင်းဖြစ်ပါတယ်ညီဆန်းကြည့်ပါလားဆိုတဲ့အတိတ်တွေကဘာလို့ပြောတာလဲဆိုဆုတောင်းကြည့်ပါခေါ်ကြည့်ပါအဋိဌံပြုကြည့်ပါနော်တင်ခေါ်ရင်ထူးတဲ့ဖရာဖြစ်တယ်ဆိုတာတင့်ရဲ့ဘဝအတ္တတာထဲမှာ တတ်တည်ရလာတဲ့ခါမှာသင်္ကန်ဘုရားသခင်ကိုဒီနေ့မခေါ်ဘဲနဲ့မနေနိုင်ဘူးဖြစ်လာမှာသင်ဟာဘုရားသခင်ကိုမဆုတောင်းဘဲနဲ့မနေနိုင်တော့သူတယောက်ဖြစ်လာမှာဖြစ်ဘာကြောင့်လဲဆိုသင်ရဲ့ဘဝအတ္တတာပြတ္တနာတစ်ခုစီတိုင်းကိုအဖြေပေးမဲ့ဘုရားကထိုဘုရားဖြစ်တဲ့ထာဝရဘုရားဖြစ်ပါအသက်ရှင်တဲ့ဘုရားဖြစ်ပါသင်ကိုချစ်ပြီးမှသင်ကိုဖန်ဆင်းခဲ့တဲ့ဘုရားကဒီနေ့သူ့ကိုကြီးစံပြီးသင်ဘဝမှာ အတိတ်ပဲရှိပြီးအဖြေရတဲ့အတ္တဖြစ်လာဖို့ဒီနေ့ဖျားကတင့်ကိုစကားပြောနေတာဖြစ်ပါတယ်။ချစ်လက်စွာသောညီကိုမောင်နှမတို့ဒီနေ့သာဝရဖျားကအသက်ရှင်တဲ့ဖျားခေါ်ရင်ထူးတဲ့ဖျားဖြစ်ပါတင်းရဲ့ဘဝအတ္တထဲမှာဘလို့အခက်ခဲတွေဘလို့အခြေအနေတွေမျိုးမျိုးရှိနေပါစေတင်းရဲ့မိသားစုထဲမှာဘလို့အခက်ခဲတွေဘလို့ပြဿနာတွေရင်ဆိုင်ကြုံတွေ့နေရပါလိမ့်စေဒီနေ့သာဝရဖျားကောင်းမြတ်တော်မူသည့်အကြောင်းကို သင်ကြီးစံပြီးမှသင်ရဲ့ဘဝအတ္တတာထဲမှာအဖြေတစ်ခုခုကိုရရှိပိုင်ဆိုင်ပြီးမှဘဝအတ္တတာထဲမှာပျော်ရွှင်ဝမ်းမြောက်တဲ့ကျေနပ်ရောက်ရတဲ့အတ္တတာဖြစ်လာဖို့ဒီကနေ့ခွန်အားပေးခြင်းဖြစ်ပါတယ်ထို့တဲ့ကြောင့်ဘုရားသခင်ကသင်အပေါ်မှာဘလောက်ကောင်းမြတ်တလဲဆိုတာသင်သိလာဖို့ရန်အတွက်ယခုပြင်သင်ရဲ့ဘဝအတ္တတာထဲမှာရင်ဆိုင်ကြုံတွေ့နေရတဲ့အမှုရာတွေကိုဖြည့်ရှင်းပေးမဲ့ဘုရားကိုခေါ်ကြည့်ဖို့ကြီးစံကြည့်ဖို့ရန်အတွက်အထူးလို့ဆိုချင်ပါတယ် ဖယားကောင်းမြတ်ချင်းချောင်းကိုတင့်ကိုခံစားစီခြင်းနဲ့အတွက်ဒီကနေ့ဒီနှုတ်ကပတ်တော်တင်ကြားလာရတာဖြစ်ပါတယ်။တင်ဘလိုအခြေအနေမျိုးမှာပဲရှိပါစေ။တင်ဘလိုနေရာမှာပဲရှိပါစေ။တင်ဘလိုအဆင့်တန်းထဲမှာပဲရှိနေပါစေ။ထိုဖယားကတင့်ကိုစိတ်ဝင်စားတဲ့ဖယား။တင့်ကိုချစ်တဲ့ဖယား။တင့်ကိုဖန်ဆင်းခဲ့တော့ကြောင့်သူတင့်ကိုတိတ်တန်ဖိုးထားပါတယ်။ထို့သောကြောင့်ညီဆန်းကြည့်ပါလို့အထူးအားပေးချင်ပါတယ်။ဒီနေ့သာဝရဖယားကောင်းမြတ်တော်မူသည့်အကြောင်းကိုညီဆန်း၍သိမှတ်ပါဆိုတဲ့ ဒီနှုတ်ကပတ်တော်ကတိမ်နဲ့ကျွန်တော်အတွက်ဖြစ်ပါတယ်ဒီနှုတ်ကပတ်ဒေသနာကိုကြားသူတယောက်စီတိုင်းရဲ့အတ္တတာထဲမှာအခြေအနေတွေကိုပြောင်းလဲစေမှာကသာဝရဘုရားဖြစ်ပါတင်းရဲ့ဘဝကိုပြောင်းလဲစေမှာကသာဝရဘုရားဖြစ်ပါတင်းနဲ့အတူတင်းရဲ့မိသားစုကိုပြောင်းလဲစေမှာကသာဝရဘုရားဖြစ်ပါတင်းကိုလုံခြုံမှုကိုပေးမဲ့အာမတ်ခံချက်ကိုပေးမဲ့ဘုရားသာဝရဘုရားဖြစ်ပါတင်းရဲ့ဘဝအတ္တတာထဲမှာဘယ်လိုအခြေအနေဇို့အမျိုးမျိုးထဲမှာပဲဒီကနေ့ရင်ဆိုင်ကြုံတွေ့နေရပါလိမ့်စေ။ ဒီနေ့သာဝရဖျားကိုခေါ်ကြည့်ပါဆုတောင်းကြည့်ပါအဋိဌံပြုကြည့်ပါ သူကအဖြစ်ပေးတဲ့ဖျားဖြစ်တဲ့ဒီဘဝနဲ့နောင်ဘဝအာမခံချက်ပေးတဲ့ဖျားကအသက်ရှင်တဲ့ဖျားသာဝရဖျားဖြစ်ကြောင်းကိုဒီနေ့အထူးအားပေးခြင်းပါတယ်ထို့တကြောင့်ချစ်လာစွာသောညီကိုမောင်နှမတို့ဒီနေ့ဖျားသခင်တိတ်ကောင်းမြတ်ပါတယ်အခြေအနေတွေကမကောင်းပေမဲ့တင့်အပေါ်မှာကောင်းတဲ့သာဝရဖျားကိုခေါ်ကြည့်ပါလူတွေကမကောင်းပေမဲ့တင့်အပေါ်မှာကောင်းမြတ်တဲ့သာဝရဖျားကိုသင်မြည်းဆန်းကြည့်ပါဒီနေ့ဘယ်လိုအခြေအနေကတင့်အပေါ်မှာ အသားအစီအနှောက်ရှက်တွေရှိနေပေမဲ့သာဝရဖျားကတင့်ကိုဒီနေ့ကြိုဆိုနေတဲ့ဖျားဖြစ်တယ်။အဖြေပေးဖို့တင့်ကိုဝမ်းမြောက်စေဖို့တင့်ကိုကျေနပ်စေဖို့ရန်အတွက်သူကတင့်ရဲ့အခေါ်ကိုဒီနေ့စောင့်မျှော်နေတဲ့ဖျားဖြစ်ပါတယ်။သူ့ကိုခေါ်ကြည့်ပါ။တင့်အဖြေတစ်ခုခုကိုရရှိပိုင်ဆိုင်မှာဖြစ်တယ်ဆိုတာအထူးအားပေးခြင်းပါ။ဒုတိယကြောင့်ချစ်လန့်စွာသောညီကိုမောင်တို့မှညာနှုတ်ကပတ်တော်ကတော့ကြီးစံကြည့်ပါလား။တင့်ရဲ့ဘဝအတ္တထဲမှာသာဝရဖျားကောင်းမြတ်ခြင်းကိုခံစားရရှိဖို့ ်တင်းမိသားစုထဲမှာသာဝရဖျားရဲ့ကောင်းမြတ်ခြင်းတွေကိုခံစားရရှိစေဖို့ရန်အတွက်ဒီဒီနှုတ်ကပတ်တော်ကညီဆန်းကြည့်ပါလားအဖြေပေးတဲ့ဖျားခေါ်ရင်ထူးတဲ့ဖျားဖြစ်ကြောင်းကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်ဝိညာခေါ်အားပေးခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်နဲ့အတူရှိတဲ့နေရာမှာသာဝရဖျားကိုညီဆန်းပြီးမှဆုတောင်းဖို့ရန်အတွက်အတူတကွစုတောင်းမှုရံအတွက်ဖိတ်ခေါ်ပါလေခဏလောက်ကျွန်တော်တို့တူတူကစုတောင်းရအောင်တင်းအခက်ခဲပြဿနာများကိုအပြေပေးမဲ့ဖယားက ထာဝရဖခင်ယေရှုဖခင်ဖြစ်ကြောင်းကိုခဏလောက်ကျွန်တော်တို့ညီဆန်းကြည့်ကြရအောင်အသက်ရှင်တဲ့ဖခင်ကောင်းမြတ်တဲ့ဖခင်ထာဝရဖခင်ယေရှုခရစ်တော်ဖခင်နာဝိညာဉ်ဖခင်ဒီကနေ့ကိုတော်နှုတ်ကပတ်တော်ဒီနေ့တန်သမီးတို့ကြားနာရပါတယ်ထာဝရဖခင်ကောင်းမြတ်တော်မူသည့်အကြောင်းညီဆန်း၍သိမှတ်ကြလို့ဆိုတဲ့နှုတ်ကပတ်တော်ဒီနေ့တန်သမီးတို့အသက်တာထဲမှာဓမ္မမိတ်ဆွေယုံကြည်သူတယောက်စီတိုင်းရဲ့အသက်တာထဲမှာတကယ်လက်တွေ့ကြကြ အဖြစ်တစ်ခုခုရရှိဖို့ရန်အတွက်သူတို့ရှိတဲ့နေရာရောက်တဲ့အရာမှာကိုတော့ကိုခေါ်နေတယ်ကိုတော့မြည်းစမ်းနေပါကိုတော့ဆုတောင်းနေတယ်ကိုတော့တန်ဓိဋ္ဌံပြုနေကြပါထို့သူတယောက်စီတိုင်းရဲ့အတ္တတထဲမှာသာရဖျားကောင်းမြတ်တဲ့အဖြစ်တစ်ခုခုရရှိခံစားစေဖို့ရန်အတွက်ယေရှုခရစ်တော်နာမဖြင့်ကောင်းချီးပေးလက်ဆက်ကအနန္တဆုတောင်းကြပါ၏ဖေဟာအာမင်